ဟယ်လိုဒီနေ့ကတော့မြန်မာငွေတစ်ထောင်နဲ့နဲ့ပေါ့နော်ခလေးငယ်လေးတွေအတွက်ကျမ်းမာရေးနဲ့ညီညွတ်တဲ့အာလူကူကီလေးတွေလှူစားကြည့်ရအောင်နော်အရင်ဆုံးအနေနဲ့ပေါ့နော်အာလူးလေးတွေကိုပေါင်းဖို့အတွက်ပေါ့နော်အဲပို့ပြီးတော့အဆင်ပြေအောင်အတုံးလေးတွေတုံးထားပေးလိုက်ပါမယ်။ ီးရင်တော့အလူလေးတွေကိုနူးသွားအောင်ထိပေါ့နော်ရင်းနှီးငွေတွေနဲ့10မိနစ်15မိနစ်လောက်ပေါင်းထားပေးလိုက်ပါမယ် အလူလေးတွေပေါ့နော်နူသွားပြီဆိုရင်ကျမတို့ဒီခြေတံလေးနဲ့ပေါ့နော်ခြေထားပြလိုက်ပါမယ်အာလူလေးတွေပေါ့နော်အကုန်မကြည့်သေးတဲ့အချိန်မှာကျမတို့တွေတခါတည်းပေါ့အရသာတွေဝင်သွားအောင်လို့ထောပတ်လေးရယ်ပြီးသွားရင်ပေါ့ငရုကောင်းမှုလေးနည်းနည်းရယ်စားအနေငယ်လေးရယ်ကိုအရသာအတွက်ထည့်ထားပြီးလိုက်ပါမယ်။ ပြီးတော့ရင်တော့ဗောနော်အကျွန်မတို့အာလူးလေးတွေကိုအနှစ်ပုံစံလေးထိရောက်သွားပြီဆိုရင်အခရင်ပုံဖော်တဲ့အိတ်လေးတွေဗောနော်အဲ့အိတ်လေးထဲကိုထည့်ပေးလိုက်ပါမယ်အခုလိုမျိုးပေါ့နော်ခရင်ပုံဖော်တဲ့အိတ်လေးတွေမရှိဘူးဆိုရင်လည်းမိမိအဆင်ပြေတဲ့ပုံစံလေးတွေပေါ့နော်ပြုလုပ်ပြီးတော့အလုပ်လို့ရပါတယ်။ပြီးရင်တော့ကျမတို့တွေကွကီးပုံလေးတွေပြီးွားတဲ့အခါမှာခလေးငယ်လေးတွေပေါ့နော်ကင်စားတဲ့အခါမှာအဆင်ပြေစေဖို့အတွက်မုတ်လက်မျိုးပုံစံလေးတွေပေါ့နော်ပုံဖော်ပေးထားလိုက်ပါမယ်။ အဲနောက်ဆုံးမှာတော့ကျမတို့တွေမိုက်ခရိုဝေ့လေးထဲမှာပေါ့နော်10မိနစ်ဝင်းကျင်လောက်လေးမုတ်သားလေးတွေတင်လာတဲ့အထိဖုတ်ထားပေးလိုက်ပါမယ်။ ကျမတို့တွေမိုက်ခရိုဝေ့လေးထဲကနေပြီးတော့ထုတ်လိုက်မယ်ဆိုရင်တော့အာလူးနဲ့တင်းတင်းလေးနဲ့ပေါ့နော်ကျမအေးလေးလည်းညွတ်တယ်အစားလို့လည်းအရသာရှိတယ်အာလူးကူကီမူလေးတွေပြုလုပ်လို့ပြပါပြီရှင်ဘေဘီလေးတို့အတွက်တန်ရှင်းချမ်းမှာအာဟာရပြည့်စုံမဲ့အိမ်လုံအစားအစာနည်းလေးများကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ Superman Channel လေးကို Subscribe လုပ်ပြီး Notification လေးကိုနှိပ်သွားပေးကြပါအောင်ရှင်